အိန္ဒိယပါကစ္စတန်ပြည်ပကကယနေ့ကမ္ဘာပေါ်မှာအရှိကြဆုံးတဲ့အန္တရာယ်ရှိဆုံးပြည်ပကတွေတခုဖြစ်ပါတယ်။ဗြိတိရှားကအိန္ဒိယကိုအိန္ဒိယနဲ့ပါကစ္စတန်နဲ့နိုင်ငံခွဲယူတော့1948ခုနှစ်မှာစတင်ခဲ့ပါတယ်။ဤအချင်းနဲ့စပြီးတော့၎င်းတို့ကစစ်ပွဲတွေများစွာဆင်နွှဲခဲ့ကြပြီးတော့နေဆရေးရညင်းပွားမှုတွေလည်းဖြစ်ခဲ့ကြပါတယ်။ဒီဗီဒီယိုမှာအိန္ဒိယပါကစ္စတန်ပြည်ပကသမိုင်းကြောင်းလေ့လာမယ်။လွန်ခဲ့တဲ့နှစ်ပေါင်း80အတွင်းသူတို့ရဲ့ဆက်ဆံရေးကိုပုံဖော်တဲ့အဓိကဖြစ်ရာတွေကိုကျွန်တော်စူးစမ်းလေ့လာမှာဖြစ်တယ်။ နယ်နိမိတ်များနဲ့မြေယာတောင်းဆိုမှုတွေအချိန်နဲ့အမျှပြောင်းလဲသွားတဲ့နိုင်နားလည်ဖို့အတွက်မြေပုံတွေနဲ့အသုံးပြုသွားမှာဖြစ်တယ်။1948ခုနှစ်ခုနှစ်မှာအိန္ဒိယခွဲထွက်ခြင်းကိုစတင်မှာဖြစ်တယ်။ဤဖြစ်ကပါကစ္စတန်ကိုနိုင်ငံတည်တစ်ခုဖန်တီးပေးခဲ့ပါတယ်။အဲဒီနောက်1949က48ခုနှစ်မှာအိန္ဒိယနဲ့ပါကစ္စတန်ကြားပထမစစ်ပွဲအကြောင်းဆွေးနွေးမယ်။ဒီစစ်ပွဲကကက်စမီးယားဒေသကိုစစ်ပွဲဆွေးနွေးခဲ့တာနဲ့ပတ်သက်ပြီးတော့မှနိုင်ငံစလုံးကဘာတွေပြောရဲဆိုတာပြောကြမှာဖြစ်တယ်။ အဲ့ဒီနောက်1965ခုနှစ်ခုဆက်တခုနှစ်စပွဲကြီးကြမှာဖြစ်တဲ့ဒေတာတွင်းတင်နာမှုတွေနဲ့ပတ်သက်ပြီးတော့လည်းဆွေးနွေးမှာဖြစ်တယ်။ဗီဒီယိုတစ်လျှောက်လုံးမြေပေါ်ဒီမှာနေနမိတ်များမြို့တို့ပြောင်းလဲသွားတယ်ဆိုပြသမှာဖြစ်တယ်။ပေဂျီပခါကအဲ့ဒီဒေတာမှာနေထိုင်သူတွေကိုဘလို့တိကိုက်စီလဲဆိုရလေးလာမှာဖြစ်တယ်။အဲတိုက်ပွဲပြီးတဲ့နောက်မှာတိုင်းနဲ့ရှိတဲ့လူတွေအိုအိမ်တွေမဲ့ဆုံဆုံကြကြပြီးဒုက္ခတွေဖြစ်လာတဲ့အကြောင်းကိုလည်းလေ့လာမှာဖြစ်တယ်။ EVO ရဲ့အဆုံးမှာကျွန်တော်တို့ဒီပေဂျီပခါရဲ့တမိုင်းအကြောင်းကိုပုံပုံနားလည်လာပါလိမ့်မယ်။ ညီချင်းချင်းရရှိဖို့အတွက်ကြိုးပမ်းရမှာအိန္ဒိယနဲ့ပါကစ္စတန်တို့နဲ့ယနေ့ရင်ဆိုင်နေတဲ့စိန်ခုံမှုတွေအကြောင်းကိုလည်းလေ့လာမှာဖြစ်တယ်။1948အော်ဂိုလာ14ရက်နေ့တွင်ဗြိတိသျှအစိုးရကအိန္ဒိယလွတ်လပ်ရေးအဥပဒေကိုအတည်ပြုခဲ့သည်။ဤဥပဒေသည်ဗြိတိသျှအိန္ဒိယကိုနိုင်ငံတစ်နဲ့နိုင်ငံအဖြစ်ပိုင်းခြားထားသည်။အိန္ဒိယအဓိကအဖြစ်ဟိန္ဒူဘာသာဝင်များနဲ့ပါကစ္စတန်မွတ်စလင်များအတွက်အဓိကဖြစ်သည်။ဤအချက်ဒီလောလောဆယ်နိုင်ငံဤအစကိုမှတ်သားပြုခဲ့သည် သို့သော၎င်းသည်20ရာစု၏အမောင်ဆုံးအချိန်များထက်မှတစ်ခုလည်းဖြစ်သည်လူစင်ကားတန်ခံသည့်၎င်းတို့၏နေအိမ်များကိုဆုံးခွာကအိန္ဒိယဒုမဟုတ်ပါကစ္စတန်နိုင်ငံတို့ပြောင်းဆွေးနေတိုင်ခဲ့ကြသည်ယင်းကြောင့်ကြီးမားသောဘာသာရေးနှင့်လူမျိုးရေးကြံဖက်မှုများဖြစ်ပွားခဲ့ပြီးလူတန်းမောများစွာတည်ဆုံခဲ့ရသည်အိန္ဒိယနဲ့ပါကစ္စတန်ကြားဆိုးဝါးသောဆက်ဆံရေးတွေနှစ်ပေါင်းများစွာကြာမြင့်ခဲ့သည်1949 1960 1970နှင့်1999ခုနှစ်တွင်စစ်ပွဲငယ်၃ကြိမ်ဖြစ်ပွားခဲ့သည် နိုင်ငံခြားတင်မမှုများဇနီးထက်တိုင်းမြန်မာနေဆဲဖြစ်သည်အိန္ဒိယပါကစ္စတန်ပဋိပက္ခသည်ယခုအခါကမ္ဘာပေါ်တွင်အရှိကြဆုံးပဋိပက္ခများထဲမှတစ်ခုဖြစ်သည်၎င်းတို့အကြတတိုက်ပွဲအများစုမှာဂမုနှင့်ကက်စမီးယားဒေသအပေါ်သဘောထားကွဲလွဲမှုများကြောင့်ဖြစ်သည်ဤနယ်မြေသည်အိန္ဒိယတိုက်ငယ်၏မြောက်ဘက်တွင်ရှိပြီးနိုင်ငံစလုံးက၎င်းကိုပိုင်ဆိုင်နေဟုဆိုကြသည်ပဋိပက္ခသည်1948ခုနှစ်ပါတီရှင်းပလန်ဖြင့်စတင်ခဲ့သည် 1942ခုနှစ်ခုနှစ်အိန္ဒိယလွတ်လပ်ရေးအဝိရယမဟာရာဂျာဟာရီစင်အုတ်ချုပ်တီဂျမူးနဲ့ကက်စမီးယားပြည်နယ်တွင်အိန္ဒိယတို့မှပါကစ္စတန်တို့ဝင်ရောက်ရန်ရွေးချယ်နိုင်သည်ကက်စမီးယားရှိလူဦးရေအများစုသည်မွတ်စလင်များဖြစ်ပြီးပါကစ္စတန်နှင့်ပူးပေါင်းလို့တော်လဲအုတ်ချုပ်သူဟာရီစင်သည်ပါကစ္စမီးယားကိုတီချလွတ်လပ်စွာထိမ့်သိမ်းလိုခဲ့သည်ယင်းကြောင့်ဒေသတွင်းရှိမွတ်စလင်အများအပြားကိုဒေါသထွက်စေခဲ့သည် ပါကစ္စတန်အနောက်မြောက်နယ်စပ်မှလူမျိုးစုတိုက်ခိုက်ရေးသမားများကပန်ပိုးတော်ပုံကံမှုစတင်ခဲ့သည်။1949ခုနှစ်အော်တိုဝါလာတွင်တိုက်ခိုက်မှုကိုစတင်ခဲ့သည်။ဟာရီဆင်းကအိန္ဒိယကိုစစ်ရေးအကူအညီတောင်းသည်။အိန္ဒိယကသဘောတူတော်လဲဝင်ရောက်ခွင့်တူဒုတိယကိုလက်မှတ်ရေးထိုးရန်တောင်းဆိုခဲ့သည်။၎င်းကိုလက်မှတ်ရေးထိုးခြင်းဖြင့်ကက်စမီးယားကိုအိန္ဒိယ၏အစိတ်အပိုင်းဖြစ်သမားရန်သဘောတူခဲ့သည်။ ပါကစ္စတန်ကဒီတဘောတူညီချက်ကိုတရားဝင်အဖြစ်လက်မခံခဲ့ပြီးယင်းကြောင့်အိန္ဒိယနဲ့ပါကစ္စတန်ကြားပထမဆုံးစစ်ပွဲဖြစ်ပွားခဲ့သည်။အိန္ဒိယသည်ကက်စမီးယားသို့တပ်ဖွဲ့ဝင်များဝင်စေလို့ကဒေသတွင်းစိတ်ပိုင်းများကိုထိန်းချုပ်ကပါကစ္စတန်တပ်ဖွဲ့များကိုပြန်လည်တွန်းလှန်ခဲ့သည်။1948ခုနှစ်ဒီဇင်ဘာလတွင်ပါကစ္စတန်စစ်သားနှင့်မွတ်စလင်တပုံများသည့်နောက်တောင်ပိုင်းကက်စမီးယားကိုတိုက်ထိုက်တိုက်ခိုက်နေစေဖြစ်သည်။1948ခုနှစ်မေလတွင်တိုက်ပွဲများသည့်ကက်စမီးယား၏မြောက်နှင့်အနောက် ပြောင်းပယ်လို့ပြန်နှံ့သွားခဲ့တယ်။1948ခုနှစ်တွင်ဒီဇင်ဘာလ31ရက်နိုင်ငံစလုံးအပြစ်ခါရဆဲရစ်သဘောတူညီခဲ့ကြသည့်တိုင်အောင်စစ်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။နောက်နေ့တွင် အသက်ဝင်ခဲ့သည့်ယခုအခါ UND အပြစ်ခါရဆဲရစ်မြင်းကိုထိန်းချုပ်ရန် line of control ဟုခေါ်တဲ့နေရာကိုအသက်ဝင်စေခဲ့သည်။စစ်ပွဲပြင်းအိန္ဒိယသည်ကက်စမီးယားတောင်ကြားဂျမူးနှင့် လာဒါအပောင်ဝင်ကာရှမီယာ3ပုံ2ပုံခန့်ကိုထိန်းချုပ်ခဲ့သည်ပါကစ္စတန်၏အီချန်3ပုံ2ပုံကိုအဇကာရှမီယာနဲ့ဂျီဂက်ပါတစ္စတန်ဟုကော်လိုနီယာကို ပိုင်ဆိုင်သည်ကာရှမီယာသည်ဒုတိယအင်ဒိုပါကစ္စတန်စစ်ပွဲအတွင်းပဋိပက္ခရေးဘဟုဖြစ်လာခဲ့သည်1965ခုနှစ်အော်ဂူလာတွင် အော်လိုလာ9ရက်တွင်အဇကာရှမီယာမှလက်နက်ကိုင်ပါကစ္စတန်တိုက်ခိုက်ရေးသမားများသည် တုံချုပ်ရမြင်းကိုဖြတ်ကျော်ကအိန္ဒိယထိန်းချုပ်ထားတော့ကက်စမီးယားတို့ဝင်ရောက်ခဲ့သည်အိန္ဒိယနဲ့ပါကစ္စတန်ထိန်းချုပ်နယ်မြေများသို့တောက်ဖွဲ့များစီလို့ချင်းပြင့်တုံပြန်ခဲ့သည်တောက်ကွာ65ခုနှစ်စတေမလာတရနေတွင်ပါကစ္စတန်၏ဂျမူးနှင့်ကက်စမီးယားတို့တင့်ကားကြီးများဖြင့်အကြီးစားဝင်ရောက်တိုက်ခိုက်ခဲ့သည်၅ရက်အကြာတွင်အိန္ဒိယသည် Operation Grand Slam ဖြင့်တုံပြန်ခဲ့ပြီးပါကစ္စတန်နိုင်ငံပန်ဂျပ်ပြည်နယ်၏မြို့တော်လာဟောတီတိုက်ခိုက်ခဲ့သည်ပြင်းထန်သောတိုက်ပွဲများအပြည့်တွင်နှစ်ပတ်စလုံးက အပြည့်အဝအောင်ပွဲမရယူနိုင်ခဲ့ပေကုလသမဂ္ဂကြီးတောင်းဆိုမှုအပြည့်တွင်နှစ်ဖက်အပြည့်ဖက်ရစရေကိုစက်တင်ဘာ23ရက်နေ့တွင်သဘောတူညီခဲ့သည်1966ခုနှစ်ဇန်နဝါရီလ၄ရက်နေ့မှ10ရက်အထိအိန္ဒိယနှင့်ပါကစ္စတန်တို့သည်ယခုဥဇဘက်ပါကစ္စတန်နိုင်ငံမျိုးတော်တတ်စကန်တွင်ငြိမ်းချမ်းရေးညီလာခံတရကျင်းပခဲ့သည်၎င်းတို့သည်စစ်မဖြစ်မီကနေဆက်ဒေသများသို့ပြန်သွားရန်နှင့်အငင်းပွဲဒေသများမှတပ်ဖွဲ့ ဝင်များကိုရုတ်တရက်သဘောတူညီခဲ့ကြသည်ဒီစစ်ပွဲကြောင့်လူပေါင်း2သိန်းကျော်တိုက်ဆုံးခဲ့ပြီးအများစုမှအရသာတွေဖြစ်ခဲ့ဖြစ်ခဲ့သည်ဒါပေမဲ့နိုင်ငံစလုံးမှာအဓိကပြဿနာကိုမဖြစ်ရှင်းနိုင်ခဲ့ပါဘူးတတိယအင်ဒိုပါကစ္စတန်စစ်ပွဲဒီ1947ခုနှစ်တွင်ဖြစ်ပွားခဲ့သည်၎င်းတွင်အရှေ့ပိုင်းပါကစ္စတန်ယခုဘင်္ဂလားဒေ့ရှ်တွင်နိုင်ငံရေးပြဿနာများဖြင့်ဆက်တင်ခဲ့သည်အရှေ့ပါအရှေ့ပါကစ္စတန်နှင့်အနောက်ပါကစ္စတန်ထိုင်မှလောလောဆယ်ကိုလိုလာသည်အိန္ဒိယသည် ရှစ်ပါကစ္စတန်နှင့်၎င်းတို့၏လွတ်လပ်ရေးတိုက်ပွဲကိုထောက်ခံခဲ့သည်။သို့ပြတဲ့အနေဖြင့်အိန္ဒိယ၏အနောက်ဘက်နယ်စပ်ရှိနေရာအများအပြားကိုပါကစ္စတန်ကတိုက်ခိုက်ခဲ့သည်။သို့သောအိန္ဒိယစစ်တပ်က၎င်း၏ရာဒူးနေရာများကိုကာကွယ်ခဲ့သည်။ထို့နောက်အိန္ဒိယသည်နောက်ဘက်တွင်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးစောပိုင်းအောင်ပွဲအချို့ကိုလင်းမြစွာရရှိခဲ့သည်။နပတ်ချာပြင်းထန်သောတိုက်ပွဲများအပြည့်တွင်အရှိပါကစ္စတန်ရှိပါကစ္စတန်တပ်ဖွဲ့များသည်အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့များထံလက်နက်ချခဲ့သည်။1980ခုနှစ် ဒီဇင်ဘာလ18ရက်နေ့တွင်အိန္ဒိယသည်အပြစ်ခံရဆဲကြောင်းကြေညာခဲ့သည်ဤဒီမှာတတိယစစ်ပွဲကိုအပြစ်တခဲ့သည်ဒီစစ်ပွဲဟာအိန္ဒိယပါကစ္စတန်ပြည်ပခတိုင်းမှာတေဆုံးမှုအများဆုံးဖြစ်ခဲ့ပါသည်၎င်းသည်ဒုကြကဘာစစ်နောက်ပိုင်းစစ်တုပ်ပန်းများအများဆုံးရရှိခဲ့သည်လက်နက်ချပြီးနောက်ပါကစ္စတန်သည်၎င်း၏ရေတပ်တပွဲခန့်၎င်း၏လေတပ်နှင့်၄ဝန်တပုံနှင့်၎င်း၏စစ်တပ်၃ဝန်တပုံခန့်ဆုံးရှုံးခဲ့ရသည် နှစ်30နီးပါးကြာပြီးနောက်1999စောပိုင်းတွင်ပါကစ္စတန်စစ်သားများသည်ထိန်းချုပ်ရေးမြင့်ကိုဖျက်ကျော်ပြီးကာဂျီခေယန်ရှိအိန္ဒိယနယ်မြေကိုသိမ်းပိုက်ခဲ့သည်အေရီယာသည်ဂျမ္မူနှင့်ကာစမီးယားရှိလာဒါ၏အနောက်ဘက်တွင်ဖြစ်သည်အိန္ဒိယ၏၎င်းတို့အဖေရှာယန်စီရင်နှင့်တပ်တမရေးရာလှုပ်ဆောင်မှုကိုဆက်တင်ခဲ့သည်နလအချာတွင်အိန္ဒိယ၏သိမ်းပိုက်ထားသောနယ်မြေများစုကိုပြန်လည်ရရှိခဲ့သည် ပြည်ပခါတွင်ကြီးထွားလာတာနဲ့အမျှနိုင်ငံတကာဖိအားတွေတိုးတက်လာပါလိမ့်အမေရိကန်ဥဆောင်နိုင်ငံအများပြားသည့်ပါကစ္စတန်စစ်တပ်များကိုရုတ်သိမ်းရန်တောင်းဆိုခဲ့သည်1996ခုနှစ်ဇူလိုင်လတွင်တိုက်ပွဲများရပ်တန့်သွားခဲ့သည်ဒါပါကစ္စတန်စစ်သားအတွက်ကြီးမားတဲ့ဆိုးဆိုးမှုဖြစ်ခဲ့ပါလိမ့်ပါကစ္စတန်စစ်သား၄000ကျော်တေဆုံးခဲ့သည်2003ခုနှစ်နိုဝင်ဘာလ26ရက်နေ့တွင်အိန္ဒိယနှင့်ပါကစ္စတန်တို့၏ထုံချုပ်ရေးမြင်းမြင်းသျှောက် ပြစ်အခရဆေးရသဘောတူညီခဲ့ကြသည်ဒါပေမဲ့ငင်းချင်ကြီးကမတိမြဲပေနဖက်စလုံးဒီနေဇာတခြားမကြခဏပြန်လည်ပြစ်ခတ်မှုများရှိခဲ့သည်2016နောက်ပိုင်းမှ2018ခုနှစ်အတွင်းတိုက်ပွဲများတိုးပွားလာခဲ့သည်ဒါစင်နှင့်ခြေရရတာတွေတည်ဆုံးပြီးထောင်နှင့်ခြေတဲ့နဖက်စလုံးသူတို့ရဲ့အိမ်တွေကိုထွက်ပြေးခဲ့ကြရသည်2003ခုနှစ်အပြစ်ခတ်ရဆေးရစချုပ်ပါစီကံချက်များကိုလိုက်နာရန်နိုင်ငံစလုံးကသဘောတူလိုက်သောအခါတွင်အတိအခြေအနေတည်ငြိမ်လာခဲ့သည်သို့တော်လည်း တဘောကူညီချက်အားနဲ့နေခဲ့သည်ကက်ရှမီးယားတွင်အကြမ်းဖက်မှုများဆက်လက်ဖြစ်ပွားခဲ့သည်ပါကစ္စတန်မှအခြေစိုက်တဲ့အကြမ်းဖက်အဖွဲ့တွေကတော့တိုက်ခိုက်မှုကိုတိုးလာစေသည် နောက်2019ခုနှစ်ဖေဖော်ဝါရီလတွင်ပူမ်ဝါန်မာတွင်အိန္ဒိယစစ်တပ်ရင်တန်းကိုအထူးခံဘုံကွဲတူကတိုက်ခိုက်ခဲ့ရာစစ်သား40ထက်မနည်းသေဆုံးခဲ့သည်ဒါကက်စမီးယားမှာနေပေါင်း30အတွင်းလူအသေးပေါက်အများဆုံးတိုက်ခိုက်မှုဖြစ်ခဲ့သည်။တရင်နှစ်ပတ်အကြာတွင် အိန္ဒိယနဲ့ပါကစ္စတန်အတွင်းလေကြောင်းတိုက်ခိုက်မှုများဖြင့်တုံ့ပြန်ခဲ့သည် Judge A Mohammed အဖွဲ့မှဦးစီးသောအကြံဖက်လက်ကျင့်ရဲ့စကန်ကို၎င်းတို့ကဝင်တိုက်ခဲ့သည်ဟုဆိုပြီးနောက်ထိုးနောက်တွင်ပါကစ္စတန်သည်အိန္ဒိယထိန်းချုပ်ထားသောကက်ရှမီးယားတွင်၎င်းတို့၏လေကြောင်းတိုက်ခိုက်မှုကိုနောက်တစ်နေ့တွင်ပြုလုပ်ခဲ့သည်2019ခုနှစ်ဩဂုတ်လ9ရက်နေ့တွင်အိန္ဒိယသည်ဒေတာတွင်တို့တပ်ဖွဲ့များထပ်မံစီလုပ်ခဲ့ပြီးကက်ရှမီးယား၏အထူးစစ်တမ်းကိုဖယ်ရှားခဲ့သည် အေရကိုလော့ဒေါင်းချခဲ့သည်အိန္ဒိယဘူဝန်ကြီးချုပ်မိုဒီ၏အဆိုအရရင်းလှုပ်ရသည့်တောင်းကျမှုနှင့်ကြံဖက်ဝါဒကိုရပ်တန့်စံဖြစ်သည်ဒါပေမဲ့ပါကစ္စတန်ကတော့ဒီလှုပ်ရှားကိုပြင်းပြင်းထန်ထန်ကန့်ခွဲခဲ့ကြသည်ဒါကနိုင်ငံခြားတင်းမာမှုကိုတိုးလာပြန်သည်အိန္ဒိယနှင့်ပါကစ္စတန်နှစ်ပေါင်း90ကြာကြာကက်စမီးယားနှင့်ရေရှည်ငင်းချမ်းရေးမရခဲ့ပေပြည်ပခန့်များသည့်အကြံဖက်မှုတန်တရားများတွင်ဆက်လက်ဖြစ်ပွားနေခဲ့သည့်အများပြားကဤပြဿနာကိုကမ္ဘာငင်းချမ်းရေးအတွက်အန္တရာယ်တစ်ခု နျူကလ িয়ার လက်နက်နိုင်ငံကြားတွင်ချိန်ကိုက်ဘုံဟုသူတို့ကမြင်ခဲ့ကြသည်